မာစကျော်လူတော်တော်များများအတက်တော်ဒါဟာနောက်ထပ်ဆူဆန်းလဲလိုက်ရောက်မယ့်နေရာတစ်ခုလူသားမျိုးနွယ်ရဲ့နောက်ထပ်ခြေလံသစ်တစ်ခုအဖြစ်စိတ်ကူးရဲ့နေကြတာပေါ့အရေးပေါ်အရန်ကမာတစ်ခုအနေနဲ့တောင်မျှော်လင့်ထားကြတာပေါ့အများစုကယုံကြည်ထားကြတာပါတော့မတ်စကျိုဟာကျွန်တော်တို့ရဲ့အရေးပေါ်ခိုးလုံရထိလာမှာဆိုတာပါပဲဒါပေမဲ့အဲ့ဒီအယူအဆကတကယ်ပဲမှန်ကန်ရဲ့လား တကယ်လို့များဒီအိမ်မက်ကြီးတစ်ခုလုံးကကျွန်တော်တို့မျိုးနွယ်တစ်ခုလုံးမျက်စိမြိတ်ပြီးလိုက်ဖမ်းနေတဲ့အကြီးမားဆုံးပုံရိပ်ရောင်းတစ်ခုဆိုရင်ငေါ့ဗျာဒီအိမ်မက်နောက်ွယ်ကလူတွေတိတ်တရီမထားမိတဲ့တိတ်ပနေကြအမတရားလေးကိုအခုပဲစပြီးဆွေးနွေးကြည့်ကြရအောင်ဟုတ်ပြီအရင်ဆုံးတော့ဒီ mask your အိမ်မက်ကြောင်းပြောကြရအောင်ဒီစစ်ကူကဘယ်ကလာတယ်လဲဆိုရင်နေမီသက်တီကိုစူစမ်းကျင်တဲ့အောင်းနေကျင်တဲ့လူသားတွေရဲ့မွေးရပါစစ်ချက်ကြောင်းပါပဲဒါဟာကျွန်တော်တို့သွေးထဲမှာကိုရှိနေတဲ့အရာတစ်ခုပါ လက်ကပောင်ကိုသွားတာကသူငယ်ဖဲကြတယ်။ဒါပေမဲ့မတ်ကိုသွားဖို့ကအနည်းဆုံး6လလကြမယ်။ဒါဟာအချင်းပိုကြတာတခုတည်းမဟုတ်ဘူးနော်။ဒါဟာလူခဏကိုကိုအရင်ကနဲ့လုံးဝမတူတဲ့ NDA တွေကြားတဲ့သွန်းပို့လိုက်တဲ့ဆန်တက်မှုတခုလေးဖြစ်လာမှာပါ။အဲ့မှာတင်လူခဏကိုကဘလို့ဒီတုံ့ပြန်မလဲဆိုတဲ့ပြဿနာတွေဆက်လာပါပြီ။အာဂါတခရီးရှိကြီးမယောမတ်ကျောပေါ်မှာပါလူခဏကိုကဘလို့ပြင်းပြင်းထန်ထန်ဆန့်ကျင်ယုံကညမလဲဆိုတာကိုအနီးကလေလာကြည့်ကြအောင် ကဘာရဲ့တန်လိုက်ဆက်ကွဲအကာအကွက်ကနေလွတ်သွားပြီဆိုတာနဲ့အာကာသယာဉ်မှုတွေဟာကော့စမစ်တက်ရောင်ချီဆိုတဲ့မမြင်ရတဲ့အန်တရင်နဲ့တိုက်ရိုက်ရင်ဆိုင်ရတော့မှာပါအဆက်မပြတ်တိုက်ခိုက်နေမှာပါ Curiosity ရောပါရင်တိုက်တားရဲ့ချက်တရားဆိုရင်အသွားပြန်ခရီးတစ်ခုတည်းမှာကိုတိုက်ရောင်ကြီးမီလီစီဗဲ600လောက်နဲ့ထိတွေ့ရနိုင်တယ်ဒါကလူတယောက်တက်ဘေးခင်းနဲ့လော့တမတ်ထားတဲ့ပမာဏထက်အများကြီးအများကြီးကိုကျော်လွန်နေရပါဒီပမာဏကဘလောက်များလဲဆိုတာကိုမျက်စိထည့်မြင်အောင်ပြောရရင်စစ်ရှိလား တနိခွဲလုံးလုံး၅ရက်တခါတကိုလုံးကို CT scan ရိုက်နေတာနဲ့အတူတူပဲကြားရတဲ့ဒီချက်တီးချော့စရာပဲနော်ဒါဟာမမြင်ရပါမင်းအရန်ကိုကြောက်စရာကောင်းတဲ့အန်ဒီရဲ့ပါဘန်းရောင်ရှိတခုထက်လားဆိုတော့မဟုတ်သေးဘူးနောက်ထပ်ပြဿနာကြီးတခုကစွဲငင်အားပဲမားဆက်စွဲငင်အားကကဘာရဲ့38%ပဲရှိတယ်နည်းနည်းလေးကွာတယ်လို့ထင်ရပါမယ်ဒါကကြီးမားခဲ့အကျိုးဆက်တွေရှိပါတယ်ဆိုတော့စွဲငင်အားနေတဲ့နေလာမှာကြာကြာနေရင်ဘာဖြစ်မလဲတလောက်ကိုအယိုထုထဲ တပါစလောင်ဆုံရှုံမယ်ကြွသားတွေကတိတိတာတာကိုအားနည်းလာမယ်အဆိုးဆုံးမှာတော့မျိုးပွားနယ်ဆွမ်းကိုဘလို့ထိခိုက်မလဲဆိုတာဘသူမှတိတိကျကျမသိသေးပါဘူးဟုတ်ပြီဒါခနာကိုတည်းကပြဿနာကြီးအခု mask ရောကိုတိုင်ကတော့ဘလောက်တောင်အန်ရယ်များတဲ့နေရာလဲဆိုတာစက်ကြည့်ရအောင်ဒီစရာကိုကြီးလိုက်တာနဲ့တင်ရှင်းနေပါပြီကဘာနဲ့ mask ကလုံးဝကိုမတူတဲ့ကဘာနှစ်ခုပါလေထုဖျားကကဘာရဲ့70%တောင်မရှိဘူး ပြင်းမြအပူချိန်ကအနုတ်63ဒီဂရီစင်တီဂရိတ်ပြီးတော့အရေးကြီးဆုံးကဓာတ်ရောင်ခြည်ကိုကာကွယ်ပေးမဲ့တန်လိုက်ဆက်ကွယ်လုံးဝမရှိဘူးဒါရီရဲ့နောက်ထပ်ခေါင်းခဲစရာတစ်ခုကမတ်စ်ကိုရဖုံမုံးတီပဲဒီဖုံမုံးတီကဒီအတိုင်းဖုံမုံးတီမဟုတ်ဘူးဗျာလူကိုအစိတ်တင့်စေနိုင်တဲ့ဓာတ်ပစ္စည်းတွေပါနေတယ်အရာအလုံးကိုကန့်ကြီးနေပြီးတော့ဆက်ပစ္စည်းတွေကိုတောင်ပွတ်တိုက်စားပြီးဖြည့်ဆည်းနိုင်ပါတယ်အခြေခါကျဲဆုံးရှင်တန်ရေးကိုပဲကြည့် အစာအစာစိတ်ဖို့ကမဖြစ်နိုင်တလို့ပဲရေကလည်းတောက်လို့မရတဲ့အစိတ်တင်ရေခဲထဲမှာပိတ်မိနေလေအဆူဆုံးကတော့အာကာသဝတ်စုံလေးများနည်းနည်းလေးပေါက်သွားတာနဲ့တမလစ်တောင်မခံပဲတည်ဆုံသွားနိုင်ပါတယ်ကဲဇီယောမီတန်နဲ့ပတ်ဝန်းကျင်ဆိုင်ရာအခက်ခဲတွေကဒီလောက်ဆိုရင်အခုနီးပညာနဲ့ငွေကြေးဘက်ကိုလက်ကြည့်ကြရအောင်နီးပညာပိုင်းမှာအကြီးမားဆုံးစင်ခေါ်မှုတစ်ခုရှိတယ်အဲ့ဒါကပါလဲဆိုတော့ပြဿနာတစ်ခုကိုဖြေရှင်းလိုက်တိုင်းနောက်ထပ်ပြဿနာအစ်စ်တီထပ်ပေါ်လာတာပဲ ဥပမာဆက်ပစ္စည်းတစ်ခုခုပြတ်သွားရဲဆိုပါစို့အဲ့ဒါကိုဖြင်းဖို့ကိရိယာလိုတယ်ကိရိယာလုပ်ဖို့တတုလိုတယ်တတုကိုအရေးချို့ဖို့မီးဖို့လိုတယ်မီးဖို့ကိုလဲပတ်ဖို့စွမ်းအံ့လိုတယ်အဲ့ဒီစွမ်းရင်ရဖို့နောက်ထပ်ကိရိယာတွေဆက်ပစ္စည်းတွေပြန်လိုလာရောဒီလိုနဲ့တန်တွေရလဲနေတော့တာပဲကုန်ကြစီဒါကတော့နခိတရီရဲ့စညာကင်းကနန်တစ်ခုပါပဲ လူသားတွေ mask ရဖို့ကိုပထမဆုံးခြေချောက်ဖို့အတွက်တင်အနည်းဆုံး American dollar 10 trillion ကုန်ကြနိုင်တယ်လို့ခန့်မှန်းထားကြတယ်10 trillion နော်ဒါကတမိုင်းမှာရှိခဲ့ bear project မှဆိုအစားပေါင်းများစွာပုံများနေပါတယ်ဒီတော့မေးစရာရှိလာတာကအဲ့ဒီ dollar 10 trillion နဲ့တခြားဘာတွေလုပ်လို့ရမလဲကဘာဘောကငွေမှုခေါင်းပါမှုကိုအဆုံးသတ်နိုင်မလားရာသီဥတုပြောင်းလဲမှုပြဿနာကိုဖြေရှင်းဖို့တောင်းနိုင်မလားဆိုတော့ mask ကိုတွားဖို့ကြိုးစားနေလားဟာ ကဘာပေါ်မှာတကယ်အရေးကြီးကြီးဖြေရှင်းရမယ့်ပြဿနာတွေကိုလိလိရှုရရောက်နေသလားဆိုတာစဉ်းစားရပါပဲ။ဒီအချက်အလက်တွေအားလုံးကိုခြုံငုံကြည့်လိုက်တဲ့အခါကျွန်တော်ရဲ့တခုတည်းသောနေရဖြစ်တဲ့ကဘာအတွက်ဒါကပါကူဆိုလို့နေတယ်လေ။ဒီမှာအရန်ကိုအရေးကြီးတဲ့အချက်တစ်ချက်ရှိပါတယ်။ကဘာကိုနေထိုင်လို့မရအောင်ခြေစင်နိုင်တဲ့အခြေအနေတွေကတော့ကဘာကို mask ရတဲ့အများကြီးပိုပြီးနေခြင်းစွဲချောင်ထားခဲ့ပါလိမ့်မယ်။ ဆလိုတာကကဘာကြီးဘလော့ပဲဆိုးဆိုးရွားွားပစ္စည်းသွားပါစေအဲ့ဒီပစ္စည်းနေတဲ့ကဘာကတော့မအကောင်းပကတိအတိုင်းရှိနေတဲ့မတ်စကျိုတဲ့အဆက်ပေါင်းများစွာနေလို့ထိုင်လို့ကောင်းနေအောင်ပါဒါကြောင့်အချို့အနေနဲ့ပြောရရင်မတ်စကျိုဟာကျွန်တော်တို့အတွက်အယံကဘာပလန်ဘီမဟုတ်ပါဘူးဒါဟာလူသားတွေရဲ့ဇီဝဘေးဒါအတွက်လုံးဝကိုအဆင်မပြေတဲ့တည်စင်နိုင်တဲ့ထောင်ချောက်တစ်ခုပဲဖြစ်ပါရဲ့ဒါကြောင့် နောက်ဆုံးမှကျွန်တော်တို့အားလုံးကိုကိုကိုပြန်မေးရမယ်မေးခွန်းကတော့ကျွန်တော်တို့ရဲ့ကံကြမ္မာဟာဒီကဘာကနေထွက်ပြေးဖို့လားဒါမှမဟုတ်ဒီတပွားစာနေရစ်ဖြစ်တဲ့ကဘာကျော်နဲ့ထိုက်တန်ကြောင်သက်တည်ပြဖို့လားဆိုလာပါပဲ။